အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးတို့ကိုပေးရှင်ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကားကတော့2014ခုနှစ်မှာထွက်ရှိခဲ့တဲ့ Mummy on the Orient Express ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ရုပ်ရှင်လေးမစားခင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။နမီကျော် Orient Express ရထားကိုအာကတာကျိုးတချောင်းအာကတာတဲ့ခီးသွားနိုင်ဖို့ဖန်တီးခဲ့ပါတယ်။ Classic တိုင်းရဲ့အလားဆုံးမြင်ကွင်းတွေကိုခီးသည်တွေကရထားစီးနဲ့ခန်းစားနိုင်မှာပါ။တညနေရထားတွဲတဲ့မီးတွေကတစ်ဖြက်ဖြက်ဖြစ်သွားပြီး photos လို့ခေါ်တဲ့ကြောက်စီရမမ်မီကစားတော့တွဲထဲမှာပေါ်လာပါတယ်။ Miss Pick ကမမ်မီကိုမြင်ပြီး Unipan ဒီတုံကဘာကြီးလဲလို့မေးလိုက်ပါတယ်။ မစ်ပြဲမိမလေးမစ်စီကမစ်ပြဲဘာတွေပြောနေမှမသိပါဘူးတကယ်တော့ photos မမ်မီကိုမစ်ပြဲကလွယ်လို့ဘယ်သူမှမမြင်ပါဘူးမစ်ပြဲအနာကိုမမ်မီကတ်လာပြီးတက်ပြစ်လိုက်ပါတယ်ဒါကမီးတစ်ဖြက်ဖြက်ဖြစ်ပြီးတက်တဲ့အထိဆိုရင်66စက္ကန့်တိတိကျပါတယ်အချိန်ကာလတစ်ခုကြာတော့အပြာရောင်ဖုံးရိုးတစ်ခုကယထာကုန်တင်တွဲမှာပေါ်လာပါတယ်။ဒါကတော့ဒေါက်တာသုံးနဲ့အာကာသအချိန်ကြီးသွားရင်မှဒေါက်တာကပလိပခါတွေဖြည့်ရှင်းဖို့နဲ့ဆက်ကြဝလာကိုကယ်တင်ဖို့အဖော်မျိုးစုံနဲ့အတူအချိန်နဲ့အာကာသကိုဖြတ်ပြီးခီးသွားတဲ့ဆရာကြီးပါပဲ။ဒေါက်တာရဲ့လက်ရှိအဖော်ကကလေးယာဖြစ်ပြီးသူကသူမကိုသူ့ရဲ့နောက်ဆုံးပွဲကိုကျင်းပကို Orient Expert ဘော်ကိုခေါ်သွားပါတယ်။ ။ကလျာကဒေါက်တာကိုမုံလို့ဆက်မလုပ်တာမဟုတ်ဘဲနဲ့သူမကိုယ်တိုင်ကဒါကိုဆက်မလုပ်ချင်တော့လို့ထွက်လိုက်တာပါ။အခုဆိုဒေါက်တာနဲ့ကလျာကြားမှာဘာဖြစ်တယ်မှမရှိတော့ပါဘူး။ဒေါက်တာကရှီအောင်နောက်ဖြစ်ပြောပြနေပါတယ်။ဒါကိုမေစီကကြောက်ပြီးဒေါက်တာကိုလူနေလို့ပြောပါတယ်။ဘာလို့ဆိုဒေါက်တာပြောနေတဲ့အကြောင်းတွေကဒေါက်တာရဲ့အသက်နဲ့ရှင်ရင်ဘယ်လိုမှကန့်ညီမှုမရှိတော့ပါပဲ။မေစီကိုသူမရဲ့ခန်းထဲကိုခေါ်သွားဖို့ကပတိန်ကောကသူ့အဆောင်တွေကိုပြောပါတယ်။ပြီးတော့ကပတိန်ကောကအဆင်မပြေဖြစ်ခဲ့တာတွေအတွက်တောင်းပန်နေပါတယ်။ဒေါက်တာကသူ့ကိုယ်သူမိတ်ဆက်တော်ဒီနေ့ရဲ့ခီးတယ်ရီအများစုကဆရာဝန်တွေပရော်ဖက်ဆာတွေနဲ့သိပ္ပံပညာရှင်တွေများကြောင့်ကောကသတိပြုမိသွားပါတယ် မက်ဆီပါလို့အရင်ပြားများနေတာလဲဆိုတာကောကရှင်းပြခဲ့ပါတယ်ကလျာကမက်ဆီပြက်ကမမ်မီကိုမြင်တာတိုက်ဆိုင်မှုမဟုတ်လို့တခုခုတော့ဖြစ်ရမယ်လို့ထင်နေပါတယ်ဒေါက်တာကစိတ်ပူစရာမရှိကြောင်းနဲ့ဒီလိုဖြစ်တာကတေဂါနီဖြစ်နေတဲ့မိမကြီးကမတည်ခင်မှာဟိုမြင်တီမြင်ရှောက်မြင်တာလို့ပြောတော့ကလျာကထောက်ခံပါတယ်ဒေါက်တာကကလျာနဲ့နောက်ထပ်မတွေ့ရတော့မှာမလို့နောက်ဆုံးချိန်ပျော်ပျော်ပဲနေကြမယ်လို့ပြောတော့ကလျာကစိတ်ပြတ်သွားပါတယ်ပြီးတော့အကုန်လုံးကသူတို့ခံသူတို့အတီးတီးပြန်သွားကြတယ်ကလျာကကဘာမမသူမကိုစောင့်နေတဲ့သူမရဲ့ကောင်းလေးဒန်ဒီစီကိုဖုန်းခေါ်နေပါတယ်။ဒေါက်တာကအိမ်မရတာနဲ့အပြင်ထွက်ပြီးရှောက်ကြည့်နေပါတယ်။ ဒေါက်တာကမစ်ပစ်တည်ဆုံးခဲ့တဲ့အထူးဆေးကလထိုင်ကိုဆက်စစ်ဖို့အင်ဂျင်ကန်တဲ့ကိုဝင်သွားတော့အင်ဂျင်နီယာခေါင်းဆောင်ပါကင်းနဲ့တွေ့ပါတယ်သူတို့ကကလထိုင်ချောင်းကိုပြောနေကြရင်ကလထိုင်ကမစ်ပစ်ကိုတစ်ရှင်အောင်လှုပ်ထားပေးတယ်ဆိုတာကိုသိခဲ့ရပါတယ်တစ်ချိန်တည်းမှာပဲကလရလက်ခန်းထဲကထွက်လာတော့မေစီနဲ့တွေ့ပါတယ်မေစီကသူမရဲ့ဖွာအလောင်းကိုကြည့်ဖို့ထွက်လာတာပါဂူးစ်လိုခေါ်တဲ့ယထာကိုထိန်းချုပ်တဲ့ကွန်ပျူတာကမေစီအနေနဲ့ခန်းထဲကိုဝင်ဖို့ခွင့်ပြုချက်လိုတယ်လို့ပြောတော့မေစီကကွန်ပျူတာကိုဖက်မလုပ်ဘဲနဲ့တော့ကိုရှုဖနှက်နဲ့ရိုက်ဖွင့်ပါတယ်ကလရလက်မေစီနဲ့တူလိုက်သွားပါတယ်အခုဆိုသူတို့ကထူးဆန်းတဲ့အကောင့်တလားရှိတဲ့ခန်းထဲမှာပြိမိနေပါတယ် ဒေါက်တာကဂျူသားတန်တိုင်းမှာဆရာကြတဲ့ Professor Mohos နဲ့စကားပြောနေပါဗျ။ဒေါက်တာကဖော်တိုကြောင့်ဆွေးနွေးကျင်တော့ Mohos ကတိတိမျှကိုပြောပြပါဗျ။ဖော်တိုကလူတယောက်ကိုတတ်ဖို့66စက္ကန့်ကြာကြောင်းပြင့်မဲ့ထားခံရသူပဲဖော်တိုကိုမြင်ကြောင်းဘလို့မှထွက်ပြေးမလွတ်နိုင်ကြောင်း Special စကလုံးတစ်ခုကပဲဖော်တိုကိုရက်တန်နိုင်ကြောင်းပြောပါဗျ။အဲ့ချိန်မှာပဲမိကတစ်ဖြက်ဖြက်လက်သွားပြီးဖော်တိုကမိဖို့ကြောင်းမှာပေါ်လာကစပုံမှုနောက်ကိုလိုက်ပါတယ်။ကြောက်လန့်ကြတဲ့စပုံမှုကရီခဲတက်တာလည်းဝင်ပုံးပါတယ်။ဒါပေမဲ့ဖော်တိုကရီခဲတက်တာတဲ့တယ်လီပေါ့နီးနဲ့ရောက်လာပြီးစပုံမှုကိုတက်လိုက်ပါတယ်။ဒီလိုတက်ဖို့လဲ66စက္ကန့်ပဲကြာပါတယ်။ အလောင်းကိုတွေ့တော့အကုန်လုံးပြုတ်ခံရမှာဆိုလို့ကောကနှလုံးဖောက်လို့တည်တာပါလို့ပြောပါတယ်အတွင်းကြကြသိကျင်တဲ့ဒေါက်တာကကောကိုစိတ်ပညာနဲ့လှည့်စားလိုက်တာကောကတည်ဆုံးမှုအကြောင်းကိုနှစ်ကိုကြားပြောဖို့သဘောတူပါတယ်ကောကသူ့အနေနဲ့ထူးဆန်းတဲ့ဖြစ်စဉ်တွေပြီးမှမတော်စတည်ဆုံးမှုကြုံနေရတယ်လို့ပြောပေမဲ့ဒေါက်တာကဘလို့စင်ကျင်ကိုမှလက်မခံဘဲကောကိုငပြင်းလို့ဆွဆွဲနေပါတယ်ဒီတော့ကောကရင်နာပေမဲ့မတော်တဆတည်တာစားလူသက်မှုလို့ပြောရအောင်လဲတက်တည်မလုံလောက်ပါဘူးဒါကြောင့်ဒေါက်တာကကောကိုကိုယ်တိုင်စစ်ဆေးဖို့ပြောပါတယ်ရုံးပြပက်မှာဒေါက်တာကပါကင်းနဲ့တွေ့ပါတယ်ပါကင်းကလွန်ခဲ့တဲ့6လတုန်းကခီးတဲ့ဆင်းတွေ၊ဘူရာဆင်းတွေနဲ့ယထာဆီဇန်တွေကိုယူလာပါတယ် သူတို့ကမော့စ်ကိုခေါ်ပြီးလုံခြုံရေးကင်မရာတွေကိုစစ်ကြည့်တော့မိတွေတစ်ဖြက်ဖြက်ဖြစ်တာမသေးခင်66စက္ကန့်အစပဲဆိုတာကိုတီးပြူနိုင်ခဲ့ပါတယ်။သူတို့သုံးဦးသားကမော်တော့စ်ကိုတတ်ဖို့နီလန်းတွေတွေ့လို့တွေ့ညာစာရွက်တွေကိုရှာဖွေနေပါတယ်။ပါကင်းနဲ့မော့စ်တို့ကအိပ်ပျော်သွားတော့ဒေါက်တာကယထာမှာရှိတဲ့ဖုန်းကနေတဆင့်ကလျာစီကိုဖုန်းခေါ်ပြီးတော့ယထာပေါ်မှာပြဿနာတင်နေပြီဖြစ်ကြောင်းကိုဝန်ခံခဲ့ပါတယ်။ကလျာလည်းဒုက္ခရောက်နေတဲ့ကြတော့ဒေါက်တာကသူမစီကိုပြေးတော့ပေမဲ့တကားကဖွင့်မရခဲ့ပါဘူး။ရုတ်တရက်ကောင်တလာကြီးကပွင့်တော်ပြီးမိတွေတစ်ဖြက်ဖြက်ဖြစ်က66စက္ကန့်ကထပ်လာပြန်ပါတယ်။ ကလန်နဲ့မီစီတို့ကလန့်သွားကြပါတယ်ကွန်ထလာထဲမှာဘူပေါင်းအိပ်ပဲရှိပြီးခုနကဒေါက်တာကတကားဖွင့်တော့ဝဲဦးလက်ကိုတုံးလိုက်လို့ကွန်ထလာကဖွင့်သွားတာပါဒေါက်တာကတကားဖွင့်မရလို့စိတ်ညစ်နေတော့ကောနဲ့အဆောင်တွေကရောက်လာပြီးဒေါက်တာကိုဖမ်းသွားပါတယ်ပင်မရထားထဲမှာဖိုတိုစ်ကသူ့ကိုစက်တိုက်ပစ်နေတဲ့အဆောင်နာကတ်သွားပြီးတော့တက်ကပြောက်သွားပါတယ်ပြီးတော့ကောရောက်လာပြီးအလောင်းကိုတွေ့တော့မတင်ငါစရာဖြစ်နေမှလက်ခံခဲ့ပါတယ်ဒေါက်တာကိုလွှတ်လိုက်ပြီးဒေါက်တာကဖိုတိုစ်နောက်ွယ်ကတိစရာတွေကိုပြောပြနေပါတယ် professional တွေအကုန်လုံးဒီမှာစုနေတာကတိုက်ဆိုင်မှုမှုမှန်ဒေါက်တာကသိသွားပါတယ် မမ်မီကိုစမ်းစစ်နိုင်တဲ့အဖွဲ့ကိုစုဖို့အာနာပါဝါရှိတဲ့တယောက်ကအစီအစဉ်တစ်ခုလုံးကိုစီစဉ်လိုက်ပြီးသူတို့လုံသမျှတွေကိုထိုင်ကြည့်နေပါလိမ့်မယ်။ဒေါက်တာရဲ့စကားဆုံးတော့သူတို့ကယထာကိုရက်လိုက်ပြီး hologram တွေပျောက်သွားပါတယ်။ယထာတွေကတာမန်မှုပဲမမ်မီကိစ္စတွေခီးတဲ့တွေတုံးနိုင်တဲ့တခွဲခန်းကြီးပါပဲ။အဲ့ချိန်မှာပဲ Goose က photos ကိုရက်တက်နိုင်တဲ့နီလန်းကိုရှာဖွေဖို့မမ်မီကယထာပေါ်တက်လို့ရနေတာကနေရာမှာဆွဲထားတဲ့စာလိတ်ကြောင့်ဖြစ်ကြောင်းပြောပါရတယ်။စာလိတ်ကိုနောက်ထပ်စကွင်းကကာကွယ်ထားပြီးခီးတဲ့တွေကခိုင်းတာမလို့ရင်မမ်မီလက်ချက်နဲ့တယောက်ပြီးတယောက်တေးကုန်မှာပါ။သူတို့ကဘယ်လိုဆက်လုပ်ကြမလဲတိုင်မီနေတော့မီးတွေတစ်ဖက်ဖြစ်သွားပြီးမမ်မီကမောအစီကိုရောက်လာပါတယ်။ ဒေါက်တာကမော့စ်ကိုဖြစ်သမျှကိုပြောပြဖို့ပြောပါတယ်မော့စ်ကမမိကိုအကောင်းဆုံးပုံဖော်ပေမဲ့ကြောက်နေလို့အစီအစဉ်တကြမပြောနိုင်ပါဘူးဖိုတိုစ်ကမော့ကို66စက္ကန့်ပြည်တာနဲ့တပ်ပစ်ခဲ့ပါတယ်နောက်တော့ကလျာကဒေါက်တာကိုဖုန်းခေါ်ပြီးကောင်တာလကမမိဝင်သွားတဲ့အကောင်းပဲလို့ပြောပါတယ်ဒီစမ်းသပ်ချက်ကိုအရင်ကတည်းကစမ်းသပ်ခဲ့ဖို့ပြီးအဖွဲ့ကမအောင်မြင်ခဲ့ကြောင်းစာရေးဆန္ဒတွေတွေ့ပါတယ်ဒေါက်တာကကလျာနဲ့ဖုန်းပြောနေတော့ကူစ်ကဖုန်းချဖို့ပြောပေမဲ့ဒေါက်တာကနားမထောင်ပါဘူးဒီတော့ကူးစကပြပေးတဲ့အနေနဲ့မိဖို့ကြောင့်ကိုပရက်ရှာရှော့လိုက်တော့ထမင်းချက်တွေကအာဂတာတဲ့ရောက်ပြီးအချက်ချင်းပဲတည်သွားကြပါတယ် နောက်ဆုံးဒေါက်တာကဖုန်းချလိုက်တော့ Goose ကအသက်တွေထပ်မတည်စေခြင်းစကားနားထောင်မှရမယ်လို့ပြောပါတယ်။ Photos ကဂျပန်လိုက်တက်နေတာမဟုတ်နိုင်ဘူးလို့တွေးပြီးအသက်ခံရသူတွေရဲ့တမန်းချောင်းကိုကြည့်ပါတယ်။ Miss Pig ကအရန်တက်ကြည့်နေပြီမို့ယထားပေါ်မှာအားအနေဆုံးသူပါပဲ။စုပုံမှုမှာရှားပါသွေးရောက်ကရှိတာအဆောက်မှာအဆုတ်တုရှိတာ Moss မှာစိတ်မတည်ငြိမ်တာစတာတွေတွေ့ခဲ့ရပါတယ်။ဒီတော့ Photos ကအားအနေဆုံးသူကိုပဲအရင်ရွေးတက်တာပါ။ဒါကိုတိတော့ကောကကြောက်သွားပြီးသူကစစ်ပွဲကပြန်လာပြီးမှဆေယောကကိုခန်းစားနေရသူမလို့နောက်ထပ်အသက်ခံရမယ့်သူကသူဖြစ်နိုင်ပါတယ်။အဲ့မှာပဲမိရီတစ်ဖြက်ဖြက်ဖြစ်သွားပြီးမမ်မီကရထားတွဲထဲမှာပေါ်လာပါတယ်။ ဒေါက်တာကကောကိုမမီရဲ့ပုံစံကိုဖော်ပြခိုင်းနေပါတယ်။ဒီလိုနဲ့ပဲ66စက္ကန့်အကြာမှာမမီကကောကိုတက်လိုက်ပါတယ်။ဒေါက်တာကပြဿနာကိုဖြေရှင်းနိုင်ဖို့အားစိုက်နေပါတယ်။66စက္ကန့်ဆိုတာအရင်တိကျလွန်ပြီးတယ်လီဖုန်းလုံးနိုင်စွမ်းကိုကြည့်ရင်မမီကနိပညာတပြိုဝဲဖြစ်နိုင်ပါတယ်။နောက်ဆုံးဒေါက်တာကဖော်တိုစရဲ့နိပညာကတက်ရှိရစီကစိုင်းကိုစီးစင်းစီလို့ဖော်တိုစကဟိုးရှိခဲ့ကြတဲ့ကရှိနေတာလို့ကောက်ချက်ချလိုက်ပါတယ်။66စက္ကန့်ဆိုတာစားသုံးခြင်းအဆင့်ကိုရောက်ဖို့လိုအပ်တဲ့အချိန်ပါပဲ။ဒါတွေအားလုံးကိုခြုံငုံလိုက်ရင်နောက်ထပ်တားကွန်ကမီစီဆိုတာရှင်းနေပါတယ်။မီစီကအဖွားတည်ပြီးတော့စိတ်တန်ရာဖြစ်နေသူပါ။ ော်တာကကလျာကိုဖုန်းခေါ်ပြီးမေစီရဲ့တည်ရောမဲ့အကြောင်းကိုလေ့လာဖို့မေစီကိုခေါ်လာဖို့ပြောပါတယ်။ကလျာကမေစီကိုညာတာပါတီနဲ့ခေါ်သွားပါတယ်။ယထာတွဲစီသွားနေတော့ကလျာကတာတစ်ကိုတွေ့ပြီးတာတစ်ဘက်လင်မှာအားဆက်ကွင်းတစ်ခုရှိကြောင်းသတိပြုမိခဲ့ပါတယ်။တကွဲကမှကလျာကဒေါက်တာကိုအားဆက်ကွင်းကြောင်းပြီးတော့ဒေါက်တာကအခုစကသူတို့ကိုဒီဂျီတာပေါ်တမင်ခေါ်လာလို့ထွက်မပြေးနိုင်အောင်လှုပ်ထားတာလို့ပြောပါတယ်။ဒီဂျီတာကတကယ်ပြဿနာအကြီးဖြစ်ပြီးကုစကကူညီတော့မို့တာတစ်ကိုအချိန်ချင်းဆက်သွယ်ခဲ့ကြောင်းဒေါက်တာကသိနေပြီးသားပါ။ကလျာကအထက်အလိန်ခံလိုက်ရလို့ဒေါသထွက်သွားပြီးအခုဆိုသူမှလည်းလူလိန်ဖြစ်သွားပါပြီ ကလျာကမေစီကိုမန်နေပြောပြဖို့စဉ်းစားနေတော့မီးကတစ်ဖက်ဖက်ဖြစ်လာပြန်ပါတယ်။ဖိုတိုစ်ကမေစီအတွက်ရောက်လာတော့ဒေါက်တာကမေစီနဲ့ဖိုတိုစ်ကြားတဲ့ခုံးလိုက်ပါတယ်။ပြီးတော့စကန်နာနဲ့မေစီရဲ့စိတ်ဓာတ်ရာတွေကိုစုပ်ပြီးသူ့စိတ်ထဲမှာထည့်လိုက်ပါတယ်။အခုဆိုဖိုတိုစ်ကဒေါက်တာကိုအားနည်းဆုံးသူလို့ထင်သွားပြီးဒေါက်တာကလည်းဖိုတိုစ်ကိုမြင်နေရပါပြီ။ဒေါက်တာကဖိုတိုစ်နောက်ကိုတမင်တိုးလာပြီးပတိရီအောက်မှာနေဘောကစာလေးထက်ကလည်ရင်နဲ့တူနေတဲ့စာကိုတွေးလိုက်ပါတယ်။ နောက်ဆုံးဒေါက်တာကစာလိုက်ကတကယ်တော့အလံဖြစ်ပြီးမမီကစမ်းသပ်ချက်တွေတုံးတဲ့ဒဏ်ရာရစစ်သားဖြစ်ကြောင်းကောက်ချက်ချခဲ့ပါတယ်။မမီရဲ့ကိုယ်ထဲမှာရှိနေတဲ့ဤပညာကမမီရဲ့စိတ်ထဲမှာစစ်ပွဲကိုဘယ်တော့မှမပြီးဆုံးနိုင်အောင်လုပ်ထားပါတယ်။ဒါကြောင့်ဒေါက်တာကစစ်ပွဲကိုဆုံးသက်ဖို့ငါတို့ရှုံးပေးပြီးတော့អော်လိုက်ပါတယ်။ဒီလက်ကွက်ကအလုပ်ဖြစ်ခဲ့ပါတယ်။အခုဆို photos ကိုလူတိုင်းမြင်ရပြီး photos ကအမုံဖြစ်နေပျောက်ကွယ်သွားပါတော့တယ်။ပြဿနာကဖြေရှင်းပြီးတော့ပြီးသူတို့ကိုမလိုတော့ပြီးမို့လို့ကုစကအကုန်လုံးကိုတတ်ပြဖို့အသင့်ဖြစ်နေပါတယ်။ သူတို့ကိုကယ်ဖို့ဒေါက်တာကမမီစီကနှီးပညာယူပြီးယထာမပေါက်ကွဲကင်မှာနှီးပညာကိုအသက်သွင်းဖို့ခိုကလိဒီကလိလုပ်ပါတယ်ခဏနေတော့ကလျာကဒေါက်တာနဲ့အတူကန်းကြီးတစ်ခုမှနိုးလာပြီးအနီးနားမှာတာတီစ်လည်းရှိနေပါတယ်ဒေါက်တာကမမီရဲ့နှီးပညာကိုသုံးပြီးလူတိုင်းကိုအနီးဆုံးဂျိုဘော်ကိုတယ်လီပေါ့လုပ်လိုက်တာပါဒေါက်တာကဂုစ်ကိုဟက်ကြည့်ခဲ့ပေမဲ့လုံကျွေးစနစ်ကြောင့်ဆန်းသက်ချက်ရဲ့ဖန်တီးသူကိုမတိခဲ့ရပါဘူးဒေါက်တာကလူတိုင်းကိုကယ်နေမဲ့ကလျာကနောက်ဆုံးတော့နားလိုက်ခဲ့ပါပြီပြီးတော့ဒေါက်တာကပါကင်ကိုတာတီစ်အနန်လိုက်ပြပြီးသူ့ရဲ့နောက်ထပ်အဖို့ဖြစ်လုပ်ပေးဖို့ပြောပါတယ်ဒါပေမဲ့ပါကင်ကလက်မခံဘဲထွက်သွားပါတယ် ဒန်နီကကလျာကိုဖုန်းခေါ်ပြီးအိမ်ပြန်လာမှလားလို့မေးတော့ကလျာကပြန်လာမယ်လို့ပြန်ပြောပါတယ်။ဖုန်းကြတော့တော့ကလျာကဒေါက်တာကိုသူ့ရဲ့အဖော်ဖြစ်ဆက်လုပ်မယ်လို့ပြောပါတယ်။ဒေါက်တာကဝမ်းသာသွားပြီးသူတို့ကနောက်ထပ်စွန်းစားကန်အတွက်တာတစ်ကိုဖွင့်လိုက်ရင်လည်းဇလန်လီကတော့ပြီးဆုံးသွားခဲ့ပါတယ်။ဒီဇကလေးရဲ့ပေးချင်တဲ့ message ကတော့လူတယောက်ကိုပေါ်ရန်ကြည့်ပြီးဘယ်တော့မှမဆုံးဖြတ်ဖို့နဲ့ကြောက်စိတ်စိုးရင်စိတ်တွေကအတန်တိတ်လူသက်သမားဖြစ်တယ်ဆိုတာပါပဲ။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇကတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ page နဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြပါနော်။